အမေရိကန်နိုင်ငံမှာမွေးဖွားသူမဟုတ်ဘဲနိုင်ငံသားအဖြစ်ခံယူထားသူတွေကိုနိုင်ငံသားအဖြစ်ကပြန်ရုပ်သိမ်းမဲ့အစီအစဉ်ကိုအမေရိကန်တရားရေးဌာနက PPCC စတင်လှုပ်ဆောင်လာနေပါတယ်။နိုင်ငံသားမှာမွေးဖွားပြီးအမေရိကန်မှာရွှေ့ပြောင်းနေထိုင်ပြီးတဲ့နောက်ဥပဒေကြောင်းအရခွင့်ပြုချက်နဲ့အညီနိုင်ငံသားခံယူထားသူတွေအနေနဲ့ဒီနိုင်ငံမှာရာဇဝတ်မှုတစ်ခုခုကျွလွန်တာရှိခဲ့ရင်နိုင်ငံသားအဖြစ်ကပြန်ရုပ်သိမ်းမဲ့ညွှန်ကြားချက်ကိုတရားရေးဌာန Department of Justice က ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အမေရိကန်တရားရေးဌာနရဲ့ဒီထုတ်ပြန်ချက်ကြောင့်အရင်ကအမေရိကန်နိုင်ငံသားဖြစ်ပြီးယာတပ်ပန်ကိုဘက်ကနိုင်ငံသားအဖြစ်မစွန့်လွတ်မခြင်းနိုင်ငံသားဖြစ်တယ်ဆိုတော့မှတ်ယူချက်ဟာ အတိမရှိတော့ဘူးဖြစ်သွားပါတယ်။ဒီညွှန်ကြားချက်ကိုထုတ်ပြန်ပြီးတဲ့နောက်မှာအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားပြီးသူတဦးပြန်ရုပ်သိမ်းခံရပြီလို့ဆိုပါတယ်။အဲ့ဒီလိုဟာ အလီယော့ဒုခ်ဆိုသူဖြစ်ပြီးဗြိတိန်ကနေအမေရိကန်မှာရွှေ့ပြောင်းနေထိုင်သူဖြစ်တဲ့အပြင် အမေရိကန်စစ်တပ်မှာလည်းစစ်မှုထမ်းခဲ့တဲ့စစ်မှုထမ်းဟောင်းတဦးဖြစ်ပါတယ်။သူဟာအသက်မပြည့်သေးသူကလေးငယ်တွေကိုလိမ်ပိုင်းဆိုင်ရာမတရားပြုကျင့်တဲ့နေရာမှာအုံပြုတဲ့ပစ္စည်းတွေဖြန့်ချီမှုနဲ့ဖမ်းဆီးအရေးယူခံရကနေတရားသူကြီးကဇွန်လ23ရက်နေ့မှာနိုင်ငံသားအဖြစ်ကပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ သူ့အနေနဲ့အဲ့ဒီတရားမဝင်ပစ္စည်းတွေကိုတော့နိုင်ငံသားမဖြစ်ခင်အချိန်ကတည်းကဖြန့်ချီခဲ့တာလို့ထွက်ဆိုခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အလီယော့ဒုခာဗြိတိန်နိုင်ငံကလာသူဖြစ်တဲ့အတွက်သူ့နိုင်ငံကိုပြန်သွားရင်လဲဘဝတစ်ကိုအစကပြန်တည်ဆောက်လို့ရနိုင်ပေမဲ့တိတာကြီးမားတဲ့ပြောင်းလဲမှုတွေရှိနေမှာမဟုတ်ပါဘူး။ဒါပေမဲ့မြန်မာနိုင်ငံအပါအဝင် အာဏာရှင်နိုင်ငံတွေကနေထွက်ပြေးလာရပြီးပြန်စရာနေရာမရှိတော့တဲ့သူတွေပြန်ရင်လဲကို့ နိုင်ငံရေးကိစ္စအပါအဝင်ပြစ်မှုမျိုးစုံနဲ့ဖမ်းဆီးအရေးယူနှိပ်စက်ခံရခြင်းရှိသူတွေအတွက်တော့ဘဝသစ်ပြန်လည်တည်ဆောက်ရေးအပါအဝင် အသက်ရှင်နေထိုင်ရေးအတွက်ပါဘလို့မှအဆင်ပြေနိုင်မှာမဟုတ်ပါဘူးဒါဟာသမ္မတဒေါ်နယ်ထရမ့်အစိုးရအနေနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေတွေကိုအလုံးစုံပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်နေတာရဲ့ဒစိမ့်တည်တာလည်းဖြစ်ပါတယ်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှင်းနေတွေကတော့အခုလိုလှုပ်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကန့်ညင်မှုရှိမရှိဆိုတာနဲ့မိသားစုတွေတကွဲတပြားဖြစ်ကုန်ကြမဲ့အရေးကိုစိုးရိမ်နေကြပါတယ်။2023ခုနှစ်မှာကောက်ယူခဲ့တဲ့စစ်တမ်းတွေအရအမေရိကန်နိုင်ငံမှာမွေးဖွားသူမဟုတ်ဘဲနိုင်ငံသားအဖြစ်ခံယူထားသူ25တန်းရှိတယ်လို့ဆိုပါတယ်ခင်ဗျာ။